်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်အစိုးရကမင်းအောင်လိုင်တို့စစ်အုပ်စုကိုအပြင်းထန်ဆုံးရာဇတ်တမ်းပေးပြီး AA အပါဝင် လက်နက်ကင်အဖွဲ့တွေကိုအယက်သားတွေကိုကာကွယ်ဖို့နဲ့နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာဖို့တိုက်တွန်းလိုက်ပါတယ်အမေရိကန်အစိုးရကအကြံဖက်စစ်ကောင်စီနဲ့အာရကတပ်တော် AA အပါဝင်လက်နက်ကိုင်အဖွဲ့တွေကိုအယက်သားတွေကိုကာကွယ်ပေးဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့တိုက်တွန်းခဲ့တယ်လို့ The Daily Star သတင်းအရသိရပါတယ်။အမေရိကန်အထူးတန်တမန် Charles Harder မှစက်တင်ဘာ30ရက်နေ့ကနယူးယောက်မှာကျင်းပခဲ့တဲ့ High Level Conference on Rohingya Muslim and Other Minority in Myanmar ညီလာခံမှာအခုလိုတိုက်တွန်းသွားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာရှိနေကြတဲ့မွတ်စလင်ဒုက္ခသည်တွေအတွက်အမေရိကန်ကဒေါ်လာတန်60ထောက်ပံ့ဖို့ကြေညာခဲ့ပြီးဒုက္ခသည်တွေအတွက်ပုံမှန်ကောင်းမွန်တဲ့အသက်မူဝမ်းကြောင်းဆိုင်ရာအခွင့်အလမ်းတွေရရှိနိုင်ဖို့အတွက် အတိတ်ပဲရှိတဲ့မူဝါဒအပြောင်းလဲတွေပြုလုပ်ဖို့ Bangladesh အစိုးရကိုလည်းတိုက်တွန်းသွားခဲ့ပါတယ်။ဆက်လက်ပြီးတရုတ်သမ္မတအိမ်မန် VRI အစိတ်အပိုင်းဖြစ်သည့် CMEC စီမံကိန်းများကိုအမြန်ဆုံးအကောင့်ထဲဖော်မည်ဟုစစ်ကောင်ဆောင်ကတိပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်တရုတ်သမ္မတရှီချင်းဖြင့်ဤအိမ်မန်ဖြစ်သောခစ်တစ်ပိုလန်မှကြီး BRI အစိတ်အမတ်ဤအစိတ်အပိုင်းဖြစ်သည့်တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC စီမံကိန်းများကိုအမြန်ဆုံးအကောင့်ထည့်ဖို့သွားမည်ဖြစ်ကြောင်းစီကောင်းဆောင်ဖို့ချုပ်မှုကြီးမယောင်လိုက်ကထပ်မံပြောဆိုလိုက်ပါတယ်။ရုရှားနှင့်ကာစစ်စတန်နိုင်ငံများမှပြန်လာစဉ်စီကောင်းဆောင်သည်ရှမနီစက်တင်ဘာ29ရက်ကတရုတ်နိုင်ငံကုမင်းလေစိတ်တွင်ခိတရနာ၍တရုတ်ကွန်မြူနစ်ပါတီယူနန်ပြည်နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်ထိုကိစ္စအပါအဝင်လက်ဆက်လုံခြုံရေးကိုပါဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဗိုလ်ချုပ်မှုကြီးမယောင်လိုက်သည့်တရုတ်ကွန်မြူနစ်ပါတီယူနန်ပြည်နယ်အမြဲတမ်းကော်မတီအဖွဲ့ဝင် နိုင်ငံရေးနှင့်ဥပဒေရေးကော်မရှင်အတွင်ရေးမှူးမစ္စတာဟူဒါဘတ်နှင့်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန၏အရှိတောင်အာရှကိုယ်စားလှယ်မစ္စတာတိန့်ရွှေဂျွန်းတို့နှင့်တွေ့ဆုံခဲ့ပါသည်။ထိုခိတရန်နာမှုသည်စစ်ကောင်းဆောင်အနေဖြင့်လေရင်စီဖြင့်နှုတ်ဆက်ပြောဆိုခြင်းဟုယူဆမိသလိုငယ်ဆက်လုံခြုံတည်ငြိမ်ရေး CMEC စီမံကိန်းနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပါဝင်ဆွေးနွေးသည့်ဖြင့်ရွေးကောက်ပွဲအလွန်ကိစ္စရပ်များရှိလာနိုင်ကြောင်းနိုင်ငံရေးအကြက်ခတ်တအူကသုံးသပ်ပါသည်။ ဆိုလိုတာ post election မှာလည်းတရုတ်ကပတ်သက်မင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်ရှိနေမင်း CMEC မှာစီမံကိန်းတွေသဘောတူထားတာအများကြီးအရာဝတီမြို့ဝကျွန်းပေါ်ကမ်းပတ်လန်စက်မှုဆောင်ကနေရန်ကုန်မြို့တည်အထိပါတယ်ဟု၎င်းကသတင်းဌာနကိုပြောပါတယ်စစ်ကောင်းဆောင်နဲ့တရုတ်ကွန်မြူနတီပါတီယူနန်ပြည်နယ်အမြဲတမ်းကော်မတီအဖွဲ့ဝင်နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မရှင်အတွင်ရေးမှူးမစ္စတာဟူဒါပန်တို့တွေ့ဆုံရာတွင်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန၏အရှိတောင်အာရှကိုယ်စားလှယ်မစ္စတာတိန့်ရှီကျင်းလည်းပါဝင်ကြောင်းသိရပါတယ် ရင်းထွေးဆောင်မှုအတွင်နှစ်နိုင်ငံနဲ့ဆက်တည်ငြိမ်ရေးနေဆက်ဖြတ်ကျော်မှုမှုကင်းနှိမ်နှင်းရေးတို့ပူးပေါင်းသွားရန် CMEC စီမံကိန်းသဘောတူညီချက်များကိုအမြန်ဆုံးအကောင့်ထည့်ဖို့ဆောင်ရွက်သွားရနှင်းမြန်မာယူနယ်အကြာကုန်သွယ်မှုမြင့်တင်ရေးစသည့်တို့ဆွေးနွေးခဲ့ကြောင်းသိရပါသည်။အလားတူစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကလည်းခုမင်းမှာမစ္စတာဟူတာပန်ပြီးရင်ခမည်းတော်ကျွန်တော်တို့နဲ့ရင်းနှီးနေကြတဲ့မစ္စတာတိတ်ရွှီကျင်းနဲ့တွေ့ဆုံနေ။အဲ့ဒီမှာအချက်လေးချက်ဆွေးနွေးခဲ့တဲ့ဟု၎င်းတို့၏ဝါဒဖြန့်မီဒီယာများကိုပြောဆိုထားပါတယ်။ထို့ပြင် CMEC စီမံကိန်းများအမြန်အကောင်ထည့်ဖို့ဆောင်ရွက်သွားရန်နှစ်ဦးနှစ်ဖက်ထလောင်းကြီးအတည်ပြုခဲ့တယ်လို့မြန်မာငြိမ်းချမ်းရေးလုပ်ငန်းအစင်းနဲ့ပတ်သက်ပြီးလဲတရုတ်နိုင်ငံအနေဖြင့်ဆက်လက်ထောက်ခံသွားရန်ရှိနေသည်ဟုဗိုလ်ချုပ်စော်မင်းထွန်းကဆိုထားပါတယ်။တရုတ်သမ္မတရှီကျင်းပြင်ကလွန်ခဲ့သော2023ခုနှစ်တွင်ကြေညာခဲ့သည့်၎င်း၏အိမ်မန်း BRI ကိုအကောင်ထည့်ဖို့ရ၌ CMEC စီမံကိန်းသည်တစ်စိတ်တပိုင်းအဖြစ်အရေးပါနေတယ်လို့မြန်မာနိုင်ငံမှတစ်စိတ်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရန်တရုတ်အစိုးရကရှီရွယ်ကြိုးပမ်းနေကြောင်းသိရပါတယ်။ လက်ရှိတွင်စစ်ကော်မရှင်၏အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့်ခုခံတော်လှန်မှုများကြောင့် CMEC စီမံကိန်းများဖော်ဆောင်ပြီးရခိုင်၊ကချင်ရှမ်း၊မန္တလေးစသည့်နယ်မြေများတွင်တိုက်ပွဲများပြင်းထန်နေသလိုစစ်ကော်မရှင်အနေဖြင့်စစ်ရှုံးအထိနာ၍လက်လွတ်ဆုံးရှုံးနေသည့်နယ်မြေများလည်းရှိကြောင်းသိရပါသည်။မငြိမ်းချမ်းတဲ့နေရာကြီးကွက်ကြီးနေလို့မရဘူး။အခုကစပြင်းနေတဲ့ယူဆတဲ့နောက်နှစ်ဧပြီအစိုးရတစ်တက်ပြီးတဲ့အခါမှာစလို့ရအောင်ပြင်နေကြတယ်လို့ယူဆတယ်ဟုတရုတ်စီမံကိန်းအကြောင်းလေးလာဆောင်ကြည့်နေသူနိုင်ငံရေးအကဲခတ်တအူကဆိုပါတယ်။ ရင်း CMEC စီမံကိန်းများတွင်ရထားလန်ကာလန်အထူးစည်းဝါရေးဆောင်စိတ်ကမ်းများနှင့်မြို့သစ်စီမံကိန်းများပါဝင်နေပြီးစီမံကိန်းများကိုရန်ကုန်မန္တလေးကချင်ရှမ်းရခိုင်အေယာဝတီမြို့နှင့်ချင်းတွင်းမြို့တစ်လျှောက်ရှိနေရာများ၌ဖော်ဆောင်မည်ဖြစ်သလိုအရေးအတွက်35ခုတက်မနေရှိကြောင်းသိရပါသည်ဆလပီမိုးကုံမြို့ကိုစစ်ကောင်စီပုံချင်းလူထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းကိုဒီကနေ့အောက်တိုဘာ၁ရက်နံနက်၁၇နာရီမှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံချဲသွားလို့အရက်သားထိခိုက်မှုတချို့ရှိတယ်လို့သိရပါတယ်။အနောက်ပိုင်းကညောင်ပင်မရောက်ခင်ကအိမ်တွေထိတိမ်လူတချို့ထိသွားတယ်လို့ကြားတယ်လို့မိုးကုတ်မြို့ကတအူးကပြောပါတယ်။မိုးကုတ်မြို့အနောက်ပိုင်းကိုစက်တင်ဘာ၂၁ရက်ညနေကလည်းစစ်ကောင်စီကပုံချဲခဲ့ပါသေးတယ်။မိုးကုတ်မြို့ဟာတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။ လက်ရှိမှာစစ်ကောင်စီတပ်နဲ့ TNL ဟာချောင်းမင်းမြို့နယ်နဲ့နောင်ချိုမြို့နယ်တွေကနေရာအချို့မှာတိုက်ပွဲတွေဖြစ်နေပါတယ်။ TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်နေတယ်လို့ယခုရက်ပိုင်းမှာကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊အေရဝတီတိုင်းနဲ့ကရင်ပြည်နယ်ကမြို့အချို့ကိုလည်းစစ်ကောင်စီကဖုံးကျဲလို့အယက်သားထိခိုက်တိုက်စုံမှုတွေရှိနေပါတယ်။ဒီပြင်တိုက်ပွဲတွေမှာဆစ်ရှုံးနေတဲ့စစ်ကောင်စီကအရက်သားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေလို့လေကြောင်းအနေနဲ့ စည်ရည်တည်ပြုကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကချင်လွတ်လပ်ရေးတပ်မတော် KIA အာရကတပ်တော် AA TNLA နဲ့တော်လှန်ရေးအင်အားစုတွေကအသိပေးထားပါတယ် ဆက်လက်ပြီး PDM များနှင့်တော်လန်ရေးတပ်ဖွဲ့များ၏လှုပ်ကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကျန်းဖော့ပါတီကရွေးကောက်ပွဲရှင်ပြိုင်ပြီး MML များ၏အမည်များကိုအထူးအရေးကြီးကိစ္စအဖြစ်လှုပ်ဝက်ဖုံးကွယ်ထားတဲ့ဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကျန်းဖော့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မဲ့ MML များ၏အမည်စရင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးပင်အထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြံခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ခရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းသားဒေါ်လာရေးတပ်ဖွဲ့များကစစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မိဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရာရင်းအခြေအနေများကြောင်းကျန်းဖော့ပါတီက၎င်းတို့၏ရွေးကောက်ပွဲဝင်ပြိုင်မှုအမတ်လောင်များ၏အမည်စရင်းကိုလှုပ်ဝှက်ထားခြင်းဖြစ်ကြောင်းအမတ်လောင်များ၏အမည်စရင်းကိုသိရှိသွားပါက PDM များနှင့်ဒေါ်လာရေးတပ်ဖွဲ့များ၏လှုပ်ကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကျန်းဖော့ပါတီကမပေါက်ကြားစေရန်လှုပ်ဝှက်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် အမလောင်စရင်ကပါတီမှာရှိတဲ့ဗဟိုကော်မတီအဆင့်တောင်အကုန်လုံးမသိရဘူးခိုးမျိုးနယ်နဲ့ကိုခရိုင်လောက်ပဲသိရတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့အမလောင်စရင်ကိုဥက္ကဋ္ဌနဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ကလွှဲရင်ပါတီထဲမှာတောင်လှုပ်ဝက်ထားတယ်အဲ့ဒါကလုံခြုံရေးစိုးရင်လို့ပါတပ်ဖက်အဖွဲ့တွေကလည်းအေးအေးယူမင်းလုံခြုံရေးအာမမခံဘူးနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွှတ်တော်ကိုစလေလောင်းတွေရဲ့လုံခြုံရေးကအရန်ကိုအရေးကြီးတဲ့ကိစ္စဖြစ်လာတယ်အမလောင်နာမည်စရင်တွေထွက်သွားရင်လုံကြံတက်ဖြတ်တာတွေလာမှာစိုးရင်ရတယ်အဲ့ဒါကြောင့်ပါတီထဲမှာတောင်ပြီးမသိသေးဘူး ရွေးကောက်ပွဲလည်းတကယ်စပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်လည်းတရားပြင်ဆင်ပြီးရင်တော့အတည်ပြုမယ်လို့ထင်ပါတယ်ဟုစံခါရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်တလောစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစံဖို့ပါတီအပါအဝင်နိုင်ငံရေးပါတီများကတင်ပြထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစစ်နေကြောင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ58ခုနဲ့ ထက်သီးပုဂ္ဂလလွတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့ထဲတွင်ကျန်းဖို့ပါတီက1018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါတယ်။ကျန်းဖို့ပါတီကတနိုင်ငံလုံးအတိုင်းအတာဖြင့်ပြည်သူ့လွတ်တော်တွင်အမတ်လောင်း265ဦးအမျိုးသားလွတ်တော်တွင်အမတ်လောင်း156ဦးတိုင်းပြည်နယ်လွတ်တော်တွင်အမတ်လောင်း969ဦးတိုင်းသားလူမျိုးစုလွတ်တော်တွင်28ဦးစုစုပေါင်းအမတ်လောင်း1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါတယ်။ ကျန်းဖို့ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်းပြိုင်တော်လဲမဲဆန္ဒနှင့်အပြစ်ရှင်းပြိုင်ခြင်းမဟုတ်ပဲအချို့သောမဲဆန္ဒနှင့်များတွင်လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရသည်ဟုသိရပါသည်စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်းပြိုင်နှင့်ပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်စီယုံနိုင်ပြီးနိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွှတ်တော်ကုစရည်လောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်တိုင်းဒေသစီလုံးညီညွတ်ရေးပါတီတာဆာညာကကုစရည်လောင်း 694ဦးတသက်ခိုင်ဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်682ဦးရှမ်းနှင့်တိုင်းရင်းသားမြဒီမိုကရက်တစ်ပါတီကြာပြူပါတီကကိုစလေလောင်584ဦးကိုကိုကြီးဤပြည်သူ့ပါတီကကိုစလေလောင်932ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်428ဦးတိုင်းပြည်နယ်များတွင်ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုစလေလောင်960ဦးနှင့်တတိပုဂ္ဂလကိုစလေလောင် 65ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်